ရာဇဝတ်သားတယောက်စီကဘစ်ကွိုင်ဟုစုပေါင်း6000လောက်ထိထိမ့်သိမ်းနိုင်ခဲ့တဲ့အတွက်ဒါကအခုလက်ရှိကမ္ဘာပေါ်မှာဘစ်ကွိုင်ပမာဏအများဆုံးဖန်ဆီးမှုဖြစ်စည်းဝင်နေပါတယ်။ဘစ်ကွိုင်တစ်ခုကိုလက်ရှိဒေါ်လာတသိန်းပေးနေရတဲ့အချိန်6000ဆိုတော့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်ကျပ်ဘီလီယံပေါင်းတော်တော်ကိုများပါတယ်။ကဏ္ဍပေါင်းဆက်ကထွက်တဲ့အတိုင်းပြောရမယ်ဆိုလို့ရှိရင်နှစ်နောက်က3.16လုံးတောင်ပါနေပါတယ်။ ျမတော်မှာအဲ့ဒီပမာဏကိုမြန်မာလိုဘယ်လိုပြောရမလဲမသိလို့အဝိုင်းလဲသွားပါသေးရဲ့ဒါမှထားပါအဲ့ဒီအခေါ်ဝေါ်ထက်အရေးကြီးတာတစ်ခုကိုရှင်တို့မျှဝေပေးကြပါမယ်နော်ဒီပစံတွေရဲ့ပိုင်ရှင်ကဘယ်သူလဲနိုင်ငံတနိုင်ငံကိုဝယ်နိုင်လောက်တဲ့ပမာဏလောက်ထိကိုဘာလို့ကင်ထားနိုင်ရတာလဲသူကတော့ Bitcoin Queen လို့နာမည်ပြောင် ပေးခံထားရတဲ့ခြံကျစ်မင်ပါသူပုံစံကိုကြည့်ရတာကတာမန်အသက်50ကျော် NDG တယောက် အဲရက်ွက်ထဲမှာမြင်တွေ့နေကြအန်ဒီဂျီရဲ့ပုံစံဆိုပြီးတော့ထင်ရပါမယ်။တကယ်တော့ तू ကလူပေါင်း3,800လောက်စီရနေပင်စင်ပတ်စံတွေနဲ့စုငွေတွေကိုလိမ်လည်ခဲ့လို့တရုတ်အစိုးရကဝရမ်းထုတ်ခံထားရတဲ့သူပါနော်။တရုတ်ကနေထွက်ပြေးလာတော့ကတော့မှမြန်မာနယ်စပ်ဘက်ထိရောက်လာခဲ့ပြီးတော့မြန်မာကနေမှတခြားနိုင်ငံတွေကိုထပ်ကူးသွားခဲ့တာပါ။ကဲဒီ big coin queen လို့လူတိများကြတဲ့အားလုံးတိကြတဲ့ခြံရဲ့ဇလန်းက 2014ခုနှစ်တရုတ်ပြည်မှာစပါတယ်။သူက Lantern Gallery Blue Sky ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်လိုက်တယ်။အဲ့ဒီအချိန်တုန်းကတော့သူ့အားလုံးသိတဲ့နာမည်ကအမဟွာပါ။အမဟုံတော့မဟုတ်ဘူးเนาะအမမမကြပါနဲ့ဦး။ဟုံကတသက်အခုပြောမှာကအမဟွာအကြောင်းเนาะ။သူပြောနေကြစကားတခွန်းကလဲနေရင်တော့ချမ်းသာမယ်တဲ့။2014တုန်းကဆိုလို့ရှိရင်လူတွေကလည်းလဲနေရင်းနဲ့တော့ချမ်းသာခြင်းကြတာမဆန်းပါဘူး။ ဒီလိုနဲ့သူကအစင်မြင့်ကျမ်းမာရေးပစ္စည်းတွေနဲ့ဘစ်ကွန်တူဖော်ရေးတွေမှာရင်းနှီးမြှုပ်နှံကြဖို့အတွက်လူတွေကိုနှိုးဆော်တယ်။300ရာခိုင်နှုန်းအထိအမျက်ပြန်ရမယ်။အဲအဲ့ဒီလိုမျိုးတောင်မှဆွဲဆောင်ပါသေးရဲ့နော်။အဲ့ဒီအချိန်ကနေစပြီးတော့ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့သူတွေတိုင်းလဲ300ရာခိုင်နှုန်းအမျက်မကရကြပါဗျ။ဒါပေမဲ့ရင်းနှီးမြှုပ်နှံတဲ့သူတွေရတာတော့မဟုတ်ပါဘူး။အမခွာကရတာပါ။ Britain Nice Life ဆိုတဲ့ခေါင်းစဉ်နဲ့တောင်လန်ဒန်မြို့ရဲ့လှပတဲ့မြင်ကွင်းတွေကိုပြထားတဲ့ကြော်ညာဗီဒီယိုတွေသုံးပြီးလူတွေကိုဆွဲဆောင်လိုက်သေးတယ်။အဲဒီလိုနဲ့၃နှစ်အတွင်းလူပေါင်း3,800ကျော်အဲအဲ့ဒီတဲကအများစုကသူတို့ရဲ့ပင်စင်ပစံတွေဘဝရဲ့စုဆောင်းငွေတွေအကုန်လုံးထည့်လိုက်ကြတယ်။စုစုပေါင်းပေါင်၄.၆ဘီလီယံအမေရိကန်ဒေါ်လာအနေနဲ့ဆိုလို့ရှိရင်တော့နည်းနည်းပိုများမှာပေါ့နော်။ အဒီလိုနဲ့သူ့ရဲ့လုံရက်တွေကဟုတ်ရောဟုတ်ရဲ့လားဆိုပြီးတော့2019ခုနှစ်မှာတရုတ်ရဲတွေကအနံ့ခံကြပါတယ်။လူတွေစီကနေပတ်စံတွေလိန်ထားလို့ချမ်းသာသွားပြီးအဆင်ပြေသွားပြီးနောက်ကရဲတွေကလည်းစပြီးတော့အနံ့ခံနေကြပြီဆိုတော့တရုတ်ထဲမှာဆက်နေနေရင်တိတ်မကြခင်အဖမ်းခံရတော့မယ်ဆိုတာသိလို့ထွက်ပြေးလာပါတော့တယ်။အဒီလိုနဲ့တရုတ်ပြည်ကနေမြန်မာနယ်စပ်ထဲကိုခိုးဝင်ပြီးတော့အဲ့ဒီကနေတခြားနေရာကိုကူးသူလိန်လာတဲ့ပတ်စံတွေကိုတည်သွားလို့မရတော့ဘာလို့ပြစ်မယ်လို့ထင်လဲ။ ဟုတ်ပါတယ်။ပတ်စံတွေအားလုံးကို Bitcoin အဖြစ်ပြောင်းပစ်လိုက်တယ်။အဲဒီတုန်းက Bitcoin 9000ကျော်တောင်ရခဲ့တာပါ။ဒီလိုနဲ့ပဲသူ့ရဲ့ billion ချီတန်တဲ့ပိုင်ဆိုင်မှုတစ်ခုလုံးကို laptop တစ်လုံးထဲမှာထည့်ပြီးတော့2019ခုနှစ်စက်တင်ဘာလမှာလန်ဒန်ကိုရောက်လာတယ်။လန်ဒန်မှာတော့သူ့နာမည်ကခြံစစ်မင်မဟုတ်တော့ဘူး။ Ready Jan ဆိုတဲ့နာမည်တူ။ Passport တူနဲ့တထေးမကြီးဖြစ်သွားတာလေ။ Hamster လိုနေရာမျိုးမှာတစ်လပေါင်1900ကျော် မြန်မာငွေ300တန်း6ခန်း8အိမ်ခန်းကြီးကိုငှားနေတယ်။အဲ့သူ့ရဲ့ empire ကို UK မှာပဲတစ်ကနေပြန်စတည်ထောင်တယ်။ကျန်းဝန်ဆိုတဲ့တယောက်နဲ့ပေါင်းပြီးတော့ငွေမဲတွေအားလုံးကိုငွေပြူဖြစ်အောင်ပြောင်းဖို့စူးစမ်းပါတော့တယ်။ဒီလိုနဲ့ပေါင်24တန်းတန်းအိမ်ကြီးတစ်လုံးနဲ့ပေါင်12.5တန်းတန်းတစ်လုံးကိုဝယ်ဖို့စူးစမ်းပြန်တယ်။ဈေးကံပစ္စည်းတွေလည်းဝယ်လိုက်တာမှတတော်လဲပဲ။အကြိုက်တုံးအကြိုက်ဖြုံစိတ်ကြိုက်လုံးနေတော့တာပေါ့။ ဒါပေမဲ့2018ခုနှစ်အောက်တိုဘာလမှာတော့ UK ရဲ့ရဲတွေကငွေမဲခွာချမှုတန်တရားနဲ့သူ့အိမ်ကိုဝင်စီးတယ်။အဲ့ဒီအချိန်တုန်းကခြံကအိမ်ထဲမှာရှိနေတယ်။သူ့ပုံစံကိုကြည့်ရတာအေးဆေးပဲ။ရဲတွေကိုယ်တိုင်ရတာသူလိန်လို့လိန်နေမှမသိဘူး။အဲ့ရပေါ်မှာအေးဆေးပဲလေ။အဲ့ဒီအချိန်သူ့နာမည်မေးတော့တာမှရဲတွေကိုရဲတီချန်းဆိုပြီးတော့တေချာစလုံးပေါင်းပြလိုက်သေးတယ်။အဲ့ဒီအချိန်တုန်းကတော့ရဲတွေက ပေါင်၄.၆ဘီလီယံတန်နဲ့တရုတ်ပြည်ကလိမ်လည်မှုကြီးအကြောင်းလုံးဝမသိကြသေးပါဘူး။ဒီလိုနဲ့ရဲတွေက safety deposit box တစ်ခုကိုတော့တင်းသွားတယ်။အထဲမှာ laptop wallet တစ်လုံးပါတယ်။အဲ့ဒီထဲမှာ bitcoin 4741 BTC အဲအဲ့ဒီခေတံဘိုးနဲ့ဆိုလို့ရှိရင်ပေါင်၂၅.၂သန်းပါသွားတယ်။ဒါပေမဲ့သူ့ကိုတော့မဖမ်းလိုက်ဘူး။ရဲတွေဝင်စီးပြီးတော့နောက်တနေ့မှာပဲ ခြံတယောက်နိုင်ငံတည်းရနေဒုတိယကြိမ်ထပ်ပြေးလွတ်သွားတယ်။အဲဒီတော့ပထမဝယ်လာတဲ့ Bitcoin 9000ကျော်ကနေ9000လောက်ရဲတွေရသွားတယ်ထား။သူ့လက်ထဲမှာ6500ကျော်တောင်ကျန်နေပါသေးတယ်။ဒါပေမဲ့ UK ကရဲတွေကနည်းနည်းတော့အနက်ခံတက်လာကြပြီလေ။ဒီတယောက်ကလွတ်သွားတယ်။ဒါပေမဲ့ပြန်များပေါ်လာခဲ့ရင် ဆိုပြီးတော့ရထားတဲ့ချက်လက်တွေကိုတေချာစောင့်ကြည့်နေခဲ့ကြတယ်။ တစ်ဖက်ကခြံတယောက်ကတော့တရုတ်ရဲ့ပြစ်မှုလွှဲပြောင်းရေးသဘောတူညီချက်မရှိတဲ့နိုင်ငံတွေကိုပဲလှည့်ပတ်သွားနေတယ်။ဒါပေမဲ့ crypto မှာနာမည်ကြီးစကားတခုရှိရယ်။ blockchain ပေါ်က transition တိုင်းဟာခြေရာကြံတတ်တယ်တဲ့။ငားနှစ်လုံးငြိမ်နေတဲ့ခြံနဲ့ပတ်သက်တဲ့ wallet တစ်လုံးတည်းက bitcoin 8.2 btc ကိုစံခွက်လင်ဆိုတဲ့မလေးရှားနိုင်ငံသားရဲ့အိတ်ချင်းအကောင့်ထဲကိုလွှဲလိုက်ပါတယ်။အဲ့ဒီမီโกငွေ အဲတနည်းပြောရမယ်ဆိုလို့ရှိရင်တော့8.2 BDT transition ကိုစောင့်ကြည့်နေတဲ့ရဲတွေကမြင်သွားတယ်။ရဲတွေကဒီ digital ခြေရာနောက်ကိုပြန်လိုက်ကြရင်လည်းနောက်ဆုံးမှာပြည်ထောင်နိုင်ငံ York မြို့ကတာမန်အိမ်လေးတစ်လုံးစီကိုရောက်သွားပါတော့တယ်။ပြီးခဲ့တဲ့2024ခုနှစ် AB လ22ရက်နေ့မှာပဲဗီဒီယိုမှာတွေ့ရတဲ့အတိုင်းပဲရဲတွေကဝင်စီးပါတော့တယ်။ဖိတ်ဖိတ် ။နောက်ဆုံးမှာတော့ခုနှစ်ကြာထွက်ပြေးလွတ်မြောက်နေတဲ့ Big Wine Queen လို့ခေါ်တဲ့ချန်ကျစ်မင်ကိုအိယာထဲမှာပဲဝင်ဖမ်းလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာတော့သူ့လက်ထဲမှာနောက်ထပ် Crypto Wallet လေးလုံးတန်ဖိုးပေါင်း62တန်းကျော်ငွေသားတွေနဲ့ Passport အတုတွေကိုပါပူရဲမိသွားပါတယ်။ဒီလိုနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာပဲတရားရုံးကသူ့ကိုစစ်ဆေးသုံးသပ်ပြီးတော့ထောင်ဒဏ်17နှစ်နဲ့8လချမှတ်လိုက်ပါတယ်။ချန်စီကတင်ထားတဲ့ Bitcoin 6000စုစုပေါင်းတန်ဖိုးပေါင်း6ဘီလီယံကျော်ကိုတရုတ်ပြည်မှာတော့ကသားကောင်ဖြစ်ခဲ့တဲ့တသိန်း2800ကျော်လူတွေစီကိုပြန်ရောက်နိုင်ပါမလားဆိုတာကတော့အခုချိန်ထိမသိရသေးပါဘူး။အချိန်ကာလနဲ့တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့2014ကနေစခဲ့တာဆိုတော့ဆယ်စုနှစ်တခုတောင်မှကျော်လာခဲ့တယ်လို့ပြောလို့ရပါတယ် အထောက်ထားအပြည့်စုံနဲ့တင်ပြမယ်ဆိုလို့ရှိရင်တော့ UK တရားရုံးဘက်ကလက်ခံပေးမလားလို့တော့မပြောတတ်ပါဘူးနော်အဲမဲအဲ့ဒီတုန်းကငွေတိုင်းပဲပြန်လွှဲပေးမလားအခုလက်ရှိတိုးပွားလာတဲ့နှုံနဲ့ပြန်လွှဲပေးမလားဆိုတာကတော့ကျမတို့အားလုံးဆက်ပြီးတော့စောင့်ကြည့်ရမှာပါစကားမဆက်ကျမတို့ရဲ့ရွှေနှုတ် application ထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေအားလုံးကိုစီးပွားရေးနဲ့စီမံခန့်ခွဲမှုဆိုတဲ့ခေါင်းစဉ်အောက်မှာဖတ်လို့ရတာမို့လို့စာရေးဖတ်ရင်းနဲ့ဘူဟုတ္တရတွေတိုးပွားဖို့အတွက်ရွှေနှုတ် application ကို download ဆွဲလိုက်ပါနော် ကဲဒီဗီဒီယိုကိုမေကုံးလေးတစ်ခုနဲ့နှုတ်ဆက်ချင်ပါတယ်။မေဆွေတို့ရဲ့လက်ထဲကိုအမခွာလိုမျိုး Bitcoin 9000လောက်ထည့်ပေးမယ်ဆိုရင်ရောဘာတွေလုပ်ဖြစ်ကြမယ်လို့ထင်ပါသလဲ။ comment မှာရေးခဲ့ကြပါအောင်နော်။ရှင်တို့အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။